ုတင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာစီးကြီးဆုံးဖြစ်ခဲ့တဲ့ကစားသမားကိုအာဆင်နယ်ကပေါင်၅တန်းနဲ့ခုံလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နယ်တင်အား2018ခုနှစ်တုန်းကကမ္ဘာစီးကြီးဆုံးဂုဒမအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ချဲစီဂုဒမကီပါကိုပေါင်၅တန်းနဲ့ခုံယူဖို့အတွက်သဘောတူညီမှုရခဲ့လို့သိရပါတယ်။ကီပါ2018ခုနှစ်တုန်းကပြပါဝရရဲ့ရှဲစီကိုပြောင်းရွှေ့ကြီးပေါင်82တန်းနဲ့ပြောင်းရွှေ့ခဲ့တာကြောင့်အဲ့ဒီချိန်တုန်းကကမ္ဘာစီးကြီးစွာကိုတမအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ ကီပါဟာချယ်ဆီတင်းမှအဆင်မပြေတာကြောင့်2023ခုနှစ်မှာရီယယ်မက်ဒရစ်နဲ့ပြီးခဲ့တဲ့နှစ်ကဘုံမောက်တင်တွေစီကိုအငားနဲ့တွားရောက်ကစားခဲ့ပါတယ်။အသက်30ရွယ်ရှိဖြစ်တဲ့ကီပါဟာပြီးခဲ့တဲ့ဘောလုံးရာသီကဘုံမောက်တင်အတွက်ပရီးမီးယားလိပွဲထွက်32ပွဲကစားပြီးခဲ့ပြီးတော့10ပွဲကူးမပေးရအောင်လို့ဆွဆောင်နိုင်ခဲ့ပါတယ်။အဆင်နဲ့တင်ဟာကီပါနဲ့ချယ်ဆီတင်းချုပ်ဆိုထားတဲ့ခါကျောက်ထဲမှာပါဝင်နေစားသက်ဖြစ်တဲ့အခြေဖြစ်တဲ့ပေါင်၅တန်းကိုပေးရှိပြီးကီပါကိုခေါ်ခဲ့ရဖြစ်တယ်လို့သိရပါဗျ။ ဒီသတင်းကိုတော့ရင်းချမ်းဟောပေးပို့လာပါ